တရုတ်ပြက်မဟုတ်ကျွန်တော်တကယ်ကိုထိုက်တဲ့တန်တန်နဲ့ဟိုချစ်လို့ဂုံပြူတဲ့ကတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်တဲစုငယ်ဆိုတာလဲကျွန်တော်တို့အားပေးခဲ့တဲ့ငါကျွန်တော်တို့ရဲ့ဟွာပေါ့အိုင်လိုပဲပေါ့သူ့ကိုချစ်လက်ချစ်တာပေါ့ကိုကိုညီမလေးကိုသမီးလေးပေါ့နော်ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ကဖြစ်တယ် is ဒီဝိဆုံတော့ကျွန်တော်နှစ်သိန်းကိုသုံးသိန်းကိုကမ်းပြီးကျွန်တော်တို့ကချုပ်တာတယ်ကျွန်တော်ဆိုတော့တော့လေဖန်တန်းစီကို ပိဿတ်ကြီးရည်စည်ချင်တာလေအဲ့တော့အမျိုးမျိုးဘုံဘဝနေပြကျွန်တော်တို့ကဒါတင်ပြရတာအပြက်သဘောမျိုးမြင်ခဲ့ကိုလည်းသူ့ fan ပဲလေတန်တာတော့သူ့ဘလူစိတ်မှာတော့မရှိပါဟိုကကိုကြီးလည်းသူ့ကိုချစ်ခင်ခဲ့တာလေအောင်စုဇက်စားထောင်မယ်လို့စိတ်ကူးတွေကအတူတူကြိုးစားခဲ့ကြတာပေါ့ကြိုးစားခဲ့ကြတာပါဟုတ်တယ်ဇက်မထောင်ငင်နေရပေါ့နင်းသားနဲ့လက်တွဲခဲ့တာဆိုနှစ်ပေါင်းဘယ်လောက်လောက်ရှိပါ အဲဒီမင်းသားနေရအခုကိုကြီးတွဲတာတော့ဒါတနည်းကြော်ကြော်ပဲရှိတယ်ကိုကြီးကစွမ်းစားနေတဲ့ရလို့ရှင်တော့အောင်စုလေးကဒါဇက်ထောင်နေပေါ့လေဒီချိန်မှာဇက်ထောင်မှုကမလွယ်ပါဘူးအဲသူကြိုးစားတယ်သူကြိုးစားလျောက်အဲကျွန်တော်တို့ရင်းရင်းနဲ့အောင်မြင်မှုတွေရခဲ့တယ်အခုမကွေးဆိုလဲဖျားပွဲကြီးမှာအောင်မြင်ခဲ့တယ်လဲဝေးဖျားပွဲကြီးတွေအောင်မြင်ခဲ့တယ်ရန်ကုန်မြို့နယ်တွေမှာကတော့လဲအောင်မြင်ခဲ့တယ်အဲသူရဲ့ကြိုးစားမှုပေါ့အဲ့တွေလဲဂုံယူမိပါတယ်ပေါ့ကာပွဲလေးပေါ့အင်းအဲ့ဒါကြီးကတော်တော်လေး live ပေါ်မှာ ဟုတ်ကဲ့။ဘာကြောင့်အဲ့လိုမျိုးဖော်ပြီးဖြစ်တာလဲတော့။အဲဒါကဒီလိုပေါ့။ပိုးတော့ကတည်းကလူရှော်တွေအများဆုံးပေါ့။လူရှင်တော်တွေအများစုပေါ့။ဆရာကြီးတွေလည်းရှိရယ်ကိုဆရာဆရာတွေလည်း။ကျွန်တော်တို့ကကြိုက်တော့ဥသိမ့်နန်းတို့ပေါ့။ဥသိမ့်နန်းကြိုင်လဲဥသိမ့်နန်းအိုင်တင်လေးကိုလောက်ကြတာ။ပြက်လုံးလေးပြက်ကြတယ်ပေါ့။ဥဝင်းဝဲဟိုအိုင်တင်ကိုကြိုက်ဥဝင်းဝဲအတန်လေးကိုပြက်လုံးပြက်ကြတယ်။ဥသက်စုငယ်ကြီးဆိုရလဲအကျွန်တော်တို့အားပေးခဲ့တဲ့ငါကျွန်တော်တို့ရဲ့ဟွာပေါ့အိုင်လိုပဲပေါ့။နိုင်ငံခြားမှာဟွာပြင်နေတဲ့အချိန်မှာကျွန်တော်တို့ဟာဒီကနေပန်းပေါ့နော်။ အားကြတာပေါ့သူ့ကိုချစ်လက်ချစ်တာပေါ့ကိုကိုညီမလေးကိုသမီးလေးပေါ့နော်ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ကချစ်တယ်အခုဒီကတယ်ဆိုတာလည်းကျွန်တော်တို့ကတရုတ်ပြတ်မဟုတ်ဘူးကျွန်တော်ကတကယ်ကိုထားတဲ့တဏ္ဍာနဲ့ဟိုချစ်လို့ဂုံပြူတဲ့ကတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်ကျွန်တော်ကတဲ့ပုံစံကိုကျွန်တော်တို့ကတရားဒီဝိစုံဆိုကျွန်တော်နှစ်သိန်းကိုသုံးသိန်းကိုကမ်းပြီးကျွန်တော်တို့ကချုပ်တာပြီးတော့ကျွန်တော်တို့ဝိထားစီ အပြည့်အစုံမပါဘူးဒီကအတိကြပဲတန်ထွာမြင်မှာသူကတဲ့ပုံစံတိုင်းဒါလေးပဲလောက်တာဒါပေမဲ့အဲ့ဒီအတွက်ဘောနော်တကယ်လို့သူ့ရဲ့ fan တွေကတကယ်လို့ဟိုပြက်တယ်အပြည့်သဘောမျိုးမြင်ခဲ့ရင်ကိုလည်းသူ့ fan ပဲလေအဲကြောအပြည့်သဘောမျိုးအားလုံးကိုတောင်းပန်ပါတယ်ဗောဒါပဲဗောလေမျိုးလေးပဲပြောချင်တာတန်တော့သူ့ဘလူစိတ်မှာတော့မရှိပါဟိုရကိုကြီးလည်းသူ့ကိုချစ်ခင်ခဲ့တာလေ ကျွန်တော်တို့ဟာတာကာပွဲခေါ်တယ်။음ဟာတာကာပွဲ Miss Grand ပေါ့ဟာတာကာပွဲပေါ့အဲ့လိုမျိုးလေးရှေ့မှာလည်းသူကပြထားတာဟိုသူကဟိုဂန်နာတို့အိန္ဒိယတို့ဒါဒါမျိုးလေးပြထားတော့ဒါကိုယ်နိုင်ငံကအဲလမင်းသမီးအဲ့ဒါကိုကအဲ့ဒါကိုကိုကကလိုက် Miss Grand International 2024 is Miss Grand. ဟိုသူ့ချစ်တဲ့လူတွေကတော့သမျိုးထင်တာပေါ့ ။ဒါပေမဲ့ကိုရီးယားလည်းသူ့ကိုချစ်တဲ့လူတွေပါပဲ။ဒါပေမဲ့အဲ့ဒီအတွက်ကိုရီးယားသူ့ဟိုပါလေ။တိတ်ခါကြပါစေရှုံချရှုံချတဲ့အာမျိုးမျိုးကိုကကြိုက်လို့အဲ့လိုသူ့ကိုသဘောကျလို့လိုက်လို့တာသဘောအဲ့လိုမျိုးပေါ့အဲ့ပေါ့အဲ့ဒါလေးကတော့တော့ပြက်လုံးပုံစံမျိုးလေးဖြစ်သွားတာပေါ့အဲ့ဒါမနပြက်လုံးပြက်တဲ့သလိုပေါ့ဟိုပါပေါ့အာသာကာပွဲလေး Grand မြန်မာသက်စုငင်းလို့ကြော်ညာလိုက်တာနဲ့အဲ့ကိုထွက်လာတဲ့ပုံစံနဲ့ဒီဝတ်ဆောင်ကလည်းအမှန်လေးဒါပေမဲ့ကိုကထွက်လာတာယောက်ျားကြီးလေအဲ့အဲ့ပုံစံကိုသူကမြင်လိုက်တဲ့အမြင်နဲ့လူရှင်တော်အာလူရှင်တော်ကဒီပုံစံမျိုးပဲအဲ့လိုမျိုးပေါ့ ်ဘာလုပ်တာလဲသူ့ရဲ့ပုံစံမျိုးဘူးပုံစံပုံစံနဲ့လုပ်တာလားလို့အာဒါလုပ်တဲ့ဝတ်စုံနဲ့သူပြိုင်တဲ့ချိန်တော့ကျွန်တော်အဲမြင်းဝလုပ်တာတဲ့ပုံစံကိုကြည့်တော့အော်တော့သွားရစက်သီးအောင်ထားတယ်ဗောတော့ပြန်ပြန်ထားအခုအဒီယာလေးကမဆိုရဲဝတ်စုံချက်တဲ့လူကသူအမြင်နဲ့သူတခြားချုပ်ပေးလိုက်လို့ကိုတော့အော်ဒီပုံစံမျိုးဟုတ်တယ်လို့အဲတော့တိတ်တောင်မဆုံးပါဘူးအဲဆိုပစ္စည်းကတော်တော်ဈေးကြီးရလေ အခုခုချုပ်တာတော့3သိန်းလောက်ကုန်ပါလေဆိုဆရာဆာသူ့ကိုသဘောကျလို့ကတာပဲရှိတယ်ရွေးကတာတော့3300နေနေရာ3နေရာထားတော့အဲ့နေရာကိုကသဘောကျလို့အဲ့နေရာရွေးကတာလေအဲ့လိုမျိုးတန်တာတော့ဘာမှမပြောဘူးအဲ့ဒီလိုမျိုးလေးပြောတော့ဒီလိုမျိုးဖြစ်ကြတာလားအေးဘောဘာဖြစ်လဲသူ့ပြိတ္တတွေနားလည်အောင်ပြောပြမယ်ဘောဒါပဲဘောဆိုကျွန်တော်ဆိုတော့တော့နော်လေဖန်တန်းစီကိုပြိတ္တတွေရည်စည်ချင်တာလေအဲ့တော့အမျိုးမျိုးဖုံဖုံကနေပြီးကျွန်တော်တို့ကဒါတင်ပြရတာလောက်ဆောင်ချက်တိုင်းမှာဟားသလို့ရှင်တော့ဖြစ်တဲ့အတွက်ဟို မားလေးတွေပိုင်းလဲခွန့်လွတ်ပါဒါမင်းအဓိကပြောချင်တာတော့ခုနပြောသလိုပေါ့တက်ဆူငင်းကိုကျွန်တော်တို့ကသဘောကျတာပါတက်ဆူငင်းကျွန်တော်တို့လည်း fan တွေပါအဲကြောင့်မလို့အားလုံးမှားတာရှိခွန့်လွတ်ပါလို့တောင်းပန်ပါ